အခုလိုဒိုးတက်နေတဲ့ခီကြီးရဲ့မှာစာရိုက်တာကိုရင်တော့လိုပဲဖုန်းကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့ရိုက်နေတော့မဲလားအခုဆိုရင်ကျွန်တော်တို့ရိုက်ချင်တဲ့စလုံးတွေကိုဒီလိုစကားပြောလိုက်တာနဲ့သူ့ဘာသာသူလိုက်ရိုက်ပေးနိုင်နေပြီဖြစ်ပါတယ်ဝမ်းမြန်မာစာကိုလည်းမမှန်ကန်ကန်လိုက်ရိုက်ပေးနိုင်ပါတယ်အခုလိုမျိုးမြန်မာသားမမှန်ကန်ကန်နဲ့စာလိုက်ရိုက်ပေးတဲ့နီလန်းလေးကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါထုံးစံအတိုင်းပဲတမနစ်အတွင်းသင်ပေးတော့မှာဖြစ်ပါတယ် အခုကျွန်တော်ပြောပြပေးသွားတယ် voice typing ရိုက်တဲ့နီလန်းလေးက notepad တွေပါရေးထဲမှာခင်ဗျားတို့စာတွေသိမ်းနေတာအပြင်ဟိုမှာခင်ဗျားတို့ TikTok တွေ Facebook တွေ YouTube တွေမှာပါတုံးလို့ရပါတယ် comment ရေးရတယ် caption ရေးရတယ်ကိုစလုံးရိုက်ကြမှာမဟုတ်ဘဲနဲ့အခုလိုစကားပြောပြီးတော့သူတို့ရေးခိုင်းလိုက်လို့ရပါတယ်အဲဒါဆိုတော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင် ထမအဆုံးစာရိုက်ပေးတဲ့ keyboard ကိုဒေါင်းဖို့ရတယ်ကျွန်တော်တို့ Play Store လေးကိုသွားပါမယ် Android version အမြင့်နေမှာတော့နောက်ပိုင်း ID keyboard ကဒေါင်းစရာမလိုတော့ပါဘူးဖုန်းထဲမှာတင်ကိုပေးတင်ပါပါတယ်ဒါကတော့ Android version အနေနဲ့အတွက်ကျွန်တော် keyboard download လုပ်နေရနေစပြီးတော့ပြပေးလိုက်ပါမယ်ပထမအဆုံး Play Store လေးကိုရောက်ပြီးဆိုရင် Gboard ဆိုပြီးတော့ရိုက်ချလိုက်ပါဒီလိုမျိုး Google keyboard ဆိုတာလေးတွေ့ပြီးဆိုရင် icon လေးကို install လုပ်လိုက်ပါ install လုပ်ပြီးသွားရင် setting ချိန်ဖို့ရတဲ့အတွက်ကျွန်တော်ခုနက download လုပ်ထားတဲ့ Gboard application လေးကိုဝင်ပါမယ် ဒီနေရာကိုရောက်ပြီဆိုရင်တော့ select info method ဆိုတာကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာရင် gbo ဆိုတာကိုရွေးပေးလိုက်ပါအဲ့ဒါဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ဒီနေရာကိုရောက်လာပါလိမ့်မယ်ဒီနေရာမှာခင်ဗျားတို့ gbo ပထမအုပ်သွင်းတဲ့အချိန်မှာအင်္ဂလိပ်တခုပဲပါပါအောင်မယ်မြန်မာဖောင့်ထည့်ဖို့ရတဲ့ language ဆိုတာကိုနှိပ်လိုက်ပါပြီးရင်အောက်က at keyboard ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒီထဲမှာကျွန်တော်တို့မြန်မာဆိုတာကိုရိုက်ရှာပေးလိုက်ပါဒါဆိုရင်ဒီမှာတွေ့ရတဲ့မြန်မာဆိုတာကိုနှိပ်ပေးလိုက်ပါပြီးရင် dan ဆိုတာကိုနှိပ်လိုက်ပါ ။ဒါဆိုရင်တော့ဒီမှာအင်္ဂလိပ်နဲ့မြန်မာနဲ့နှစ်ခုဖြတ်သွားပါပြီ။ဒါဆိုရင်တော့ရပါပြီ။ဘန်းနဲ့ပြန်ထွက်လိုက်ပါ။ထွက်ပြီးသွားရင်အောင်နာလေးနည်းနည်းဆွဲလိုက်ရင် voice typing ဆိုတဲ့အထက်ကိုထပ်ဝင်ပေးလိုက်ပါ။ဒီကောင်လေးကိုပိတ်နေရင်ဒါလေး on ပေးရမှာဖြစ်ပါတယ်။ဖုန်းအမြင်နေမှာတော့ဒီအောက်မှာ faster voice typing ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုပါထပ်ပြီးတော့ on ပေးလိုက်ပါ။ဒါ Android version အနေနဲ့ဆိုတော့ဒီတစ်ခုပဲပါပါတယ်။ဒါလေးချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သွားပြီးတော့ဆန်းပြီးတော့ရိုက်ကြည့်အောင်မြန်မာလို voice typing ဆန်းရိုက်ဖို့ရတယ်ကျွန်တော်တို့ notepad ထဲမှာအရင်သွားပြီးတော့ဆန်းရိုက်ကြည့်ပါမယ် notepad ထဲကိုဝင်လိုက်ပါ နှုတ်ထဲကိုရောက်ပြီဆိုရင်ထုံးစံတိုင်းမှာအစ်စ်တစ်ခုဖွင့်လိုက်ပါဒါဆိုရင်ခုနကကျွန်တော်တို့ထည့်ထားတဲ့ keyboard keyboard လေးပေါ်လာမှာဖြစ်ပါတယ် keyboard ရဲ့ညာဘက်အပေါ်တောင်းမှာရှိရဲ့ mic ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ allow only one using ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ voice typing ရိုက်တာကိုစပြီးတော့အသုံးပြုလို့ရပါပြီ mic ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါ နှိမ့်လိုက်ပြီဆိုရင်ခင်ဗျားတို့ဒီမှာ EN ဆိုပြီးတော့ပြနေပါလေအဲ့ဒါခင်ဗျားတို့အခုပြောတဲ့ဟာကိုအင်္ဂလိပ်လိုပဲကြိုက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့ကမြန်မာလိုရိုက်ချင်တာဖြစ်တဲ့အတွက်ဒီကောင်ကိုမြန်မာလိုပြောင်းမှဖြစ်တဲ့အတွက် band နဲ့ခဏလေးပြန်ထွက်လိုက်ပါပြီးရင်ဒီဘဲဘဲအပေါ်တောင်းမှရှိတဲ့၄တောင်းအကွက်လေးကိုတစ်ချက်နှိမ့်လိုက်ပါဒီထဲက next language ဆိုတဲ့ကမ္ဘာလုံးပုံလေးကိုတစ်ချက်နှိမ့်လိုက်ပါအဲ့ဒါဆိုရင် keyboard ကခုနကလိုအင်္ဂလိပ်လိုမဟုတ်တော့ဘဲနဲ့မြန်မာစာတွေပေါ်နေပြီးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ voice typing ကိုမြန်မာလိုစပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဆမ်ပြီးတော့သုံးမှုရအတွက်ကျွန်တော်တို့မိုက်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါမင်္ဂလာပါ ကျွန်တော်နာမည်ကျော်မင်းနိုင်ပါကဲဒါဆိုရင်တော့ခင်ဗျားတို့ပြောသမျှကိုမြန်မာလိုလိုက်ပြီးတော့ရိုက်ပြီးမယ် voice typing ကိုအသုံးပြုတတ်သွားပြီပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ပြောပြသွားတဲ့အားလေးကသုံးလို့အဆင်ပြေရဆိုရင်ကျွန်တော်ရဲ့ဒီ video အောက်မှာ voice typing နဲ့ comment လေးတွေဝင်ပြီးတော့ရေးခဲ့ကြပါကျွန်တော်လည်း voice typing နဲ့ပြန်ပြီးတော့ reply ပြန်ပေးပါမယ်အားလုံးပဲနောက် video တွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်